တနည်းအားဆိုရင်ကျမအထူးသဖြင့် social media facebook ပေါ်မှာပေါ့နော်ကျမဟို troll လုပ်ထားတဲ့ဟာတွေတခုတွေးလိုက်ပါတယ်ဒီလဲစစ်ခံယူမှုကွဲပြားတဲ့ဒီအမျိုးသမီးတယောက်ရဲ့ပုံပေါ်မှာပေါ့နော်မရင်းချင်မဲ့ဆိုရင်ဘယ်ဥတွေနဲ့အေးအေးယူမှာလဲဆိုတာမျိုးပေါ့နော်အောက်မှာလဲ like ထားတဲ့သူတွေကလည်းတင်ချီပြီးရှိရဲဆရာများတော့အပြင်ကတော့အောက်ကသူတို့ပေးထားတဲ့ comment တွေကလည်း intern ကိုစိတ်ဝင်စားစရာရောရင်နာစရာရောကောင်းနေဆရာဟို ရည်စရာအနေနဲ့ဒါဒီအကျန်းဖတ်မှုတစ်ခုကိုရည်စရာအနေနဲ့ကျွန်တော်တို့မြင်လိုက်ပြီဆိုရင်တော့ဒီလူဖွဲ့စီကနည်းနည်းလေးစိုးရိမ်စရာများကောင်းနေမလားလို့ကျွန်မကတော့ထင်မိရဲ့ဆရာအဲ့ဒါတွေကိုကျွန်တော်တို့ကအခုညာတော့အဖြစ်ပြောတာဒါတွေကိုဥပဒေတွေ policy တွေနဲ့ထိန်းလို့ရမယ်လို့ပြောကြတာမျိုးရှိတယ်ဆရာအဲ့တော့ဥပဒေတွေ policy တွေနဲ့ရောဒီဟာကိုဘယ်လိုမျိုးကျွန်တော်တို့ကပြန်ထိန်းလို့ရလဲဥပဒေတွေ policy တွေတက်တက်ကရောလုံလောက်ရလားဆရာဥပဒေတွေကိုပြောင်းဖို့ပြင်ဖို့တော့လိုအပ်တယ်ဘာကြောင့်လဲဆိုဥပဒေကိုတကယ် ကာကွယ်ပေးတဲ့ဥပဒေရှိလာလို့ရှိရင်လူတွေကအကာအကွယ်ခံရမယ်။တကယ်လို့များစော်ကားခံတဲ့ဥပဒေကိုသွားပြီးတော့စနစ်ကြီးကိုအာကောင်းမှုသွားပြီးတော့လှုပ်ဆောင်နိုင်တယ်။အဲတော့အရင်တုန်းကလို့တခုခုဖြစ်လာတဲ့ချိန်မှာဘယ်ဥတိုင်းရမှမသိဘူး။ဘယ်ဥပဒေကိုကမှမသိတဲ့အတွက်မတိုင်နိုင်တာရှိတဲ့အတွက်အနည်းဆုံးဥပဒေရှိလာမယ်။အဲ့ဒါမျိုးဆိုရင်တစ်ချက်အားကောင်းတယ်ဒါပေမဲ့ဥပဒေပဲရှိပြီးတော့ကျွန်တော်တို့ခုနပြောတဲ့ကျင့်သုံးမှုမရှိလို့ရှင်လေအလကားလူတွေအမြင်မပြောင်းရင်ဥပဒေကဥပဒေပဲလူတွေအမြင်တိုင်းပဲ ဥပမာကျွန်တော်တို့ရဲတယောက်အနေနဲ့ကဘုသူ့ကိုမှမနှိမ့်ဆက်ရဘူးဆိုတာရဲလက်ဆွဲမှာပါပြီးသားဒါပေမဲ့အဲ့ဒီဥပဒေရှိတဲ့တိုင်အောင်ဘာကြောင့်ရဲတွေကနှိမ့်ဆက်နေကြလဲအတူတူဖြစ်ခုနလို၃ခုခုနဲ့ဆွဆွဲပြီးဖန်ခံတည်တဲ့သူတွေကိုဘာကြောင့်နှိမ့်ဆက်ခြင်းလဲဒီလိုမျိုးလူမျိုးတွေငါတို့ရိုက်လို့ရတယ်အဲ့လိုနှိမ့်ဆက်ပြီးတော့ငါတို့ပညာပေးလို့ရတယ်သူတို့ပုံမှာငါကြိုက်လို့ရတယ်စိတ်ထားတွေနှလုံးသားတွေမပြောင်းမချင်းဥပဒေကတသက်လူတွေကတသက်ဖြစ်မှာပဲအဲ့တော့ ဥပဒေပြောင်းမှာဟုတ်ကဲ့ဥပဒေကိုအကောင့်ထည့်ဖို့အတွက်စောင့်ချက်ပါတချိန်တော့ဒီဥပဒေကလူခွေရငါတို့အားလုံးကာကွယ်ပေးတဲ့နဲ့သူများကိုအကျန်းဖက်ခြင်းဆိုတဲ့အကြောင်းအရာငါတို့မလုပ်သင့်ဘူးဆိုတဲ့အသိပညာနဲ့အတွေးအခေါ်မြင်မှားဖို့လိုအပ်တယ်ခုနကတော့ကိစ္စ၃ခုခုနဲ့အရေးယူမလား၃ခု၆ခု၃ခု၆နဲ့အရေးယူမလားအမှန်တော့အမြင်ကလေပတုကမှ ဒိမ့်မိုင်းဆရာစော်ကားမှုမလုံးတင်ဘူးဆိုတဲ့ message ကိုပေးရတယ်အခုကဟာတာလုပ်ပြီးတော့ဘယ်ဥနေနဲ့ရေးမှာဒါမျိုးစိတ်တွေမလုံးတင်ပါဘူးဆိုတဲ့ message ကပျောက်သွားတယ်အဲ့တော့လုံးလုံးပြီးတော့မှဒါမင်းတို့ဟာတာလုပ်ဆိုတဲ့သဘောမျိုးဖြစ်သွားတယ်အဲ့ဒါကကျွန်တော်လွဲနေရတယ်ဗျဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်ကဥပဒေကိုပြင်ဆင်ရုံနဲ့ချက်ချင်းလောကမှာတော့ဥပဒေတွေ policy တွေကျွန်တော်တို့ပြင်ဆင်ရမယ်ဒုတိယတပြိုင်တည်းသွားမှာပေါ့နော်ဒုတိယအဆက်တောင်မဟုတ်ဘူးကျမတို့လူတွေရဲ့အမြင်ကြောင်းမို့လဲကျမတို့တွေအလုပ်လုပ်ဖို့တပြိုင်တည်းလောက်မှာအားလုံးလောက်ရမယ်ဟာတွေအများကြီးပဲဟုတ်ကဲ့ ပြောရင်းနဲ့အောင်လည်းနည်းမောလာတယ်နော်လောကမှာတွေကလည်းအရင်များတယ်ဆိုတော့လေဟုတ်ကဲ့ညီမလေးရှင်းတာဟိုဟိုမေးချင်တာပေါ့နော်အခုကျွန်တော်တို့တွေကဒီမီဒီယာတွေပေါ့ကျွန်တော်တို့တွေကဒီဘက်မှာလုပ်ကြအများကြီးလုပ်နေတယ်ခုနကပြောရဲရုပ်ရှင်တို့ဆိုရှယ်မီဒီယာတို့ပေါ်မှာတစ်ခေါက်လောက်လေးပြလိုက်တာနဲ့ကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေကဟိုနှစ်ဆသုံးဆချက်ပြီးတော့မှပြန်ပြီးစူးစမ်းရပြန်ရောပေါ့အဲ့တော့ကျွန်တော်တို့တွေကျွန်တော်တို့အလုပ်တွေကိုပေါ့နော်အချိန်မြင့်ပြီးတော့မှဒီလိန်စိတ်ခံမှုကွဲပြားတဲ့သူတွေအပေါ်မှာကျွန်တော်တို့လူခွင့်ရင်းနဲ့ပတ်သက်ပြီးတော့လူတွေသိလာအောင်လာကျွန်တော်တို့ပူးပေါင်းဆောင်ရွက်လာအောင်ကျွန်တော်တို့ဇီယက်စုတွေ ေးနဲ့ဘယ်လိုမျိုးပုံစံမျိုးတွေနဲ့အလုပ်လုပ်တဲ့လဲရှင့်ဟိုဒီကကတော့ CSO ဆိုလို့ရှင်လဲဒီဟိုခွဲရတာမဟုတ်ပါတော့နောက်ပိုင်းပြန်ခွဲသွားမှာပါအဓိကကဒီ LGBT တွေအတွက်ဟိုလောက်တဲ့ CSO တွေအနေနဲ့ကလည်းဒီလူထုကိုပညာပေးတဲ့အလုပ်ကိုပို့ပြီးတော့မှ training စစ်စစ်နဲ့လောက်တင်တာပေါ့နော်အာ training စစ်စစ်နဲ့လောက်တင်တဲ့လူထုပညာပေးဖို့တော့သင်တန်းနေ ပြီးတော့ပြီဆိုလို့ရှိရင်ဒီကျမတို့ဟိုပညာပေးတဲ့ event လိုမျိုးတွေပွဲတွေဒါမျိုးတွေကိုလည်းဒါစဉ်းစားမပြတ်အမြဲလုပ်နေတယ်အာပြီးပြီဆိုလို့ရှိရင်လည်းဘာရှိလဲဆိုလို့ရှိရင်ဒီမှတ်တမ်းမှတ်ရအောက်ယူရကိစ္စတွေပေါ့ဥပမာခုနပြောတာမှာ Facebook ပေါ်မှာဒီဒီဒီလိုမျိုးဟိုဟာတာလုပ်တဲ့ကိစ္စရဲ့ဒီပဲဖြစ်ဖြစ်ပတ်ဝန်းကျင်မှာ ပါဝင်ကျဲနေမှာ ခွဲခြားဆက်ဆံတာညှိပန်းနှိပ်စက်တာဖြစ်ဖြစ်ဒီအနာပိုင်းနေရာနေပြီးတော့မှခွဲခြားဆက်ဆံတာဝန်ဆောင်မှုတွေမပေးတာပြီးပြီဆိုလို့ရှိရင်ကြီးရွယ်ချက်ရှိရှိနဲ့ဒီအနာလွယ်တော်စားပြုလုပ်တဲ့ကိစ္စတွေပဲဖြစ်ဖြစ်ကျမတို့အနေနဲ့မှတ်တမ်းမှတ်ရတယ်ကောက်ထားတဲ့နေပြီးဆိုလို့ရှိရင်ဒါတွေကိုတရားဥပဒေစိုးမိုးဖို့အတွက်တရားဥပဒေစိုးမိုးရေးစီမံချက်တွေမှာပြင်လဲပြီးတော့မှအသုံးချတဲ့လူခွင့်ကော်မရှင်တွေကိုတိုင်ကြားတဲ့တိုင်ကြားတဲ့မြန်မာပြည်တွင်မှာနေမဟုတ်ဘဲ အာဒီ regional မှာပဲဖြစ်ဖြစ် international မှာပဲဖြစ်ဖြစ် UPR process လို့မျိုးမှာပဲဖြစ်ဖြစ်ကျွန်တော်အနေနဲ့ဒါလေးကိုတင်ပြပြီးမှစဉ်းစားမပြတ်စီရင်တော့ဆိုတဲ့ဒါအပြင်ကိုရီ LGBT အချင်းချင်းမှာလည်း CS ဆိုတဲ့အနေနဲ့ကဘာလုပ်ပြရမလဲဆိုဖြစ်အသိပညာတွေပေးရမယ် behavior တွေ change အောင်လုပ်သူတို့ရဲ့အပြုအမူတွေကလူတွေလက်ခံလာအောင်ဆိုလို့ရှိရင်ဘယ်လိုမျိုးတွားကြမလဲပေါ့ခုနကညီမလေးဩဇာလည်းပြောသွားတယ်ဘာပြောသွားလဲဆိုလို့ရှိရင်ပေါင်းဝင်းကျင်ကသူတို့ကိုပြောတဲ့အခါမှာ ်နောက်ဆုံးပတ်ဝန်းကျင်ကိုပြောလို့ရတယ်ပြောလို့မရရင်မပြောတော့ဆိုရင်မနေလိုက်ကြအဲ့ဒီလိုမျိုးပဲကျမတို့အများသဖြင့်ဒီဒီဒီကျမတို့လိုမျိုး transgender woman တွေပေါ့မျိုးသမီးလိုနေရလို့ရပတ်ဝန်းကျင်ကခွဲခြားပါများတော့အဖြူတယ်လေးကနေအဆိုးဖြစ်သွားပြီးအရွယ်တိုက်လိုက်ကြအဲ့ချိန်မှာဒီလိုနှစ်ဖက်ကွဲသွားတဲ့ချိန်မှာ ပြန်ပြီးဆောင်ဖို့ဆိုတာမရှိတော့ဒီစားတဲ့ကို CS ကဝင်ပြီးတော့မှဒီဘက်ကိုလည်းပြောင်းလဲအောင်ဒီဘက်ကိုလည်းပြောင်းလဲအောင်ကျွန်တော်တို့လည်းဒါအများကြီးလုပ်တဲ့နေပေါ့ဒါကျွန်တော် LGBT အရေးကိုလုပ်နေတဲ့ CS တွေအပိုင်းပေါ့နောက်တစ်ပိုင်းကျ CS လို့ပြောပြီးဆိုလို့ရှင်ဒီစားဘက်ကတော့ဒီအခွင့်အရေးကိုအခြေခံစားတဲ့ဝန်ဆောင်မှုတွေကိုပေးစားတဲ့အဖွဲ့အစည်းတွေများလာဆိုတော့လူခွင့်အရေးကိုအခြေခံပြီးဆိုတာနဲ့ကျွန်တော်တို့လူနယ်စုအခွင့်အရေးတွေကိုလည်းတည်ဖို့လိုအပ်တယ်ဝန်ဆောင်မှုတွေပေးဖို့လိုအပ်တယ်။ CS ရဲ့ရွာအတွင်းမှာတော့ကျွန်တော်တို့တွေလုပ်နေပါပြီတဲ့ ဒါပေမဲ့လိန်စိတ်ခံရမှုကိုပဲပြောလို့ဒါကငါတို့နဲ့မဆိုင်ဘူးငါတို့စံတော်မှတ်ချက်နဲ့မကိုက်ညီမှုသူ့ကိုဝန်ဆောင်မှုပဲဖြစ်ပယ်ထားမယ်ဆိုလို့ရှိရင်ဒါကကျမတို့တွေရီမန်းနဲ့ပန်းနိုင်ကိုရောရောင်းနေပါမလားပေါ့ဆိုတော့ကျတော့ရှိပါတယ်လူငယ်တဲမှာပါမျိုးသမီးတဲမှာပါတခြားဒီအခွင့်အရေးလုပ်နေတဲ့တထဲမှာပါလိန်စိတ်ခံရမှုကွဲပြားလို့ဒါကိုမတို့အနေနဲ့လက်မခံနိုင်ဘူးဆိုပြီးမှတည်တဲ့အမြင်နဲ့ရက်တည်တယ်ဒါပေမဲ့မူရကတော့အဖွဲအနေနဲ့သွားမယ်လုပ်ပေးမယ်ဆိုတဲ့လူမျိုးလည်းရှိသလို လူရလည်းလက်မခံဘူးဒါကြောင့်မို့ငါတို့ဖွဲ့စည်းမှလည်းမူရလုံးဝလက်မခံဘူးဆိုတဲ့ဒါမျိုးလေးရလည်းရှိနေသေးပါတော့ဆိုတော့ဆရာကိုပဲအားကိုအောင်ဟုတ်ကဲ့လူခွင့်ရအိုက်ကွန်ကြီးဆိုတော့ဇာတော့ဒါ activist တိုင်း CSO တိုင်းကဒီ LGBT တွေရဲ့လိင်စိတ်ခံယူမှုနဲ့ဒီလိင်ဝိတ္တကဖော်ပြချက်တွေပေါ်မှာလက်ခံလာအောင်လို့ဘယ်လိုသွားမလဲဆိုတာမျိုးပေါ်လာလဲဒါကျွန်တော်အရှိန်ဟုံမြင့်ပြီးဆောင်ရွက်ရမယ့်အပိုင်းနေလို့ကျွန်မအနေနဲ့တုံ့တက်မိရပါလေနောက်ပိုင်းပါ ကျွန်မမြင်မိတာလေးရတယ်ကျွန်တော်တို့ဒီ CS ဆိုအတိုင်းဝိုင်းရဒီလိုမျိုးစွမ်းဆောင်ရည်တွေရှိတယ်ပေါ့နော်ဒီလိုမျိုးထက်မြက်တဲ့ဒီလက်စိတ်ခံမှုကွဲပြားသူတွေနဲ့ပူးပေါင်းပြီးတော့မလုပ်ဘူးဆိုရင်လည်းလူစုံအားအင်းမြင့်တွေဘလောက်တောင်မှဆုံးရှုံးနေပြီလေပေါ့နော်ဟုတ်ကဲ့အဲ့ဒါလေးတွေးမိရပေါ့ဟုတ်ကဲ့အောက်စာရေးမြန်မာလေးအနေနဲ့ရောပေါ့နော်ဟိုကိုတယောက်တည်းဟိုအရန်ထက်တယ်ဟိုတက်ကြွလှူရှားသူအနေနဲ့ရောဆိုတော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဒီအမျိုးသမီးအဖွဲ့တွေနဲ့ရောဒါမှမဟုတ်ရှင်တဲ့တခြား CS ဆိုအဖွဲ့တွေနဲ့ရောကျွန်တော်တို့ဘလိုပူးပေါင်းပြီးတော့မှဟိုဆက် ပြောမှာကျွန်တော်လက်တွဲဆောင်ရွက်လို့ရမှာလေပေါ့ကျွန်မလည်းတယောက်တည်းဟိုမဖြစ်စေချင်ဘောတော့ Okay ဟုတ်သားလက်တွဲပူပေါင်းမှုတော့ကတော့ဟိုတယောက်တည်းအနေနဲ့ဆိုရင်တော့ဘောနော် ဆိုရင်အမျိုးသမီးအဖွဲ့ထဲမှာမဟုတ်ပါဘူးအကုန်လုံးဟိုတက်နိုင်သလောက်ပေါ့အကုန်လုံးနဲ့လိုက်ပြီးပူပေါင်းပြီးစာရွက်တာရရှိရဲဒါမဲ့ဘယ်လိုမျိုးခက်ခဲဖြစ်လဲဆိုတော့တယောက်တည်းဒီအတိုင်းဝိုင်းတစ်ခုလုံးထဲမှာမတယောက်တည်းကြတော့ဩဇာမိုးဆိုတဲ့သူ့ကိုပဲမြင်လာတယ်ဟုတ်ကဲ့ကိုယ်ဖြစ်တည်မှုအရာဒီအနောက်နောက်ဆက်တွဲဟာတွေကိုသူတို့မြင်မနေတော့ဟုတ်ကဲ့အဲကိုကတော့သွား join တယ်အမျိုးသမီးအဖွဲ့နဲ့ဆိုလဲ join တယ်နောက်ငယ်ငယ်လူငယ်အဖွဲ့မျိုးစုံရှိသမျှကိုလက်လံပြီးသမျှအဖွဲ့စည်းအကုန်လုံးကကိုယ့်ရဲ့လှုပ်ရှားမှုတွေပါအောင်လုပ်တယ်ပေါ့နော် အခုနိုင်တလောက်ကူတယ်ငါဒီရေအတွက်ပဲမဟုတ်ဘူးငါအားလုံးရဲ့အရေးမှာငါလုံးနိုင်တယ်ငါပါတယ်ဆိုတာမျိုးနဲ့သွားတယ်အဲအခက်တာတကူကတော့အဲ့တယောက်တည်းဖြစ်နေတဲ့ပြဿနာပဲပေါ့နော်အော်ဒါမျိုးပဲမြင်တယ်ဒီဘက်လက်စဘီယန်ဆိုတာမမြင်တော့ဘူးအဲ့လိုမျိုးတွေဖြစ်နေအနောက်ကနေပြီးတော့မှဒီလက်စဘီယန်အမတွေညီမတွေကလည်းဒီအတူတူလက်တွဲပြီးတော့မှဆောင်ရွက်ဖို့ လုံနေပေါ့เนาะအဲ့တော့ဒီနေရာအနေနဲ့ကျမတို့ကလက်တွဲဆောင်ရွက်ဖို့လည်းဖိတ်ခေါ်ရမှာပေါ့เนาะဟုတ်ကဲ့ဒီမီဒီယာတွေနဲ့ရောဩဇာအနေနဲ့ပူးပေါင်းဆောင်ရွက်ခဲ့တာလေးတွေရှိတယ်လို့ပြောရတယ်ပေါ့เนาะအဲ့တော့မီဒီယာတွေနဲ့ပူးပေါင်းဆောင်ရွက်မှုရဲ့အခြေအနေလေးရောဘယ်လိုမျိုးရှိလဲနောက်ထပ်ပေါ့ကျမတို့တွေဘာတွေဆက်လုပ်သင့်လဲပေါ့မီဒီယာနဲ့ပူးပေါင်းပြီးတော့ဟုတ်ဟိုမီဒီယာနဲ့ပူးပေါင်းဆောင်ရွက်မှုမှာပြောရမယ်ဆိုလို့ရှိရင်ဒီ ို interview တွေလုပ်တယ် discussion တွေလုပ်တယ် debate တွေလုပ်တယ်အဲ့လိုဟာမျိုးတွေကကိုယ်တိုင်တိုင်းဝိုင်းနဲ့ထိတွေ့နေတဲ့သူတွေကတော့ဒီလူတွေအဒီလူတွေပဲဖြစ်နေရဲ့အဲ့တော့ကျတော့တို့ကကိုယ်တွေကိုငိုနားလဲပြီးသားလက်ခံပြီးသားအရင်ကနားမလဲဘူးလက်မခံဘူးဆိုရင်တော့ထိတွေ့ပါများလာတဲ့အချိန်မှာတို့နားလဲပြီးသားလက်ခံပြီးသားတွေဖြစ်လာတယ်အဲဒါမဲ့ဒီလူကဒီလူပဲထက်နေရဲ့ပေါ့နော်နောက်ထပ်အသက်တွေပါမလာဘူး အဲအမတယောက်တရင်နောက်အမတယောက်ဆိုရှိရဲသူတို့ယုံမှာအဲ့လိုမျိုးပေါ့နော်ဟိုဒီ LGBT issue နဲ့ပတ်သက်လို့ရှင်သူ့ကိုပဲလွတ်တယ်ပေါ့နော်တယုံကဘယ်သူမှစိတ်ဝင်စားဘူးဒီ issue ကိုအဲသူမရှိလို့သွားရမယ်ဆိုရင်တော့မှအဲ့တရင်ကိုခြံထားတယ်ကျန်တဲ့တရင်ကိစ္စကိုသူတို့လုပ်တယ်ဆိုတာမျိုးတွေအဲ့လိုမျိုးတွေပြန်ကြရတဲ့ခါကျတော့အဲ့မှာ तू ကတော့ तू ပဲသွားရတယ် तू စိတ်ဝင်စားရတယ်ဆိုပြီးကိုကိုပြောပြချင်တာကိုရေးချောင်းစိတ်ဝင်စားတယ်ဒါပေမဲ့ဩသာတွေးမိတာပေါ့နော်ဒီမှကြီးပဲလာနေမဲ့အစား ယုံကတယောက်ယောက်နေရာဖြစ်ဖြစ်တစ်ခါလောက်ဖြစ်ဖြစ်လာလိုက်လို့ရှင်ကိုရီးယားဖြစ်တည်မှုနဲ့ပတ်သက်ပြီးတော့အလုံးစုံနားမလည်တော့မှတစ်ခါလောက်ဖြစ်ဖြစ်နားလည်သွားရင်တော့ဒါကိုရီးယားတွက်ကအကျိုးမြတ်ပဲလေသူရဲ့လွဲမှားနေတဲ့အမြင်တွေလည်းပြောင်းလဲသွားမယ်အဲတဖြည်းဖြည်းနဲ့ကိုရီးယားကိုနားလည်လက်ခံလာနိုင်မယ်ဆိုပြီးတော့အဲ့လိုတွေးမိရရရရှိရပေါ့နော် တို့တို့အဖွဲ့အနေနဲ့ကတော့အရှင်းတန်ဝဩဇာကိုဖိတ်ခေါ်ပါတယ်လို့ကျမတို့ဒီဟုတ်ကဲ့အနည်းငယ်လေးကျမတို့ဆွေးနွေးပွဲလေးရှိပါတယ်ဟုတ်ကဲ့ဆရာကြီးဟိုဆရာဆိုလို့ရှင်လဲဒီ LGBT တွေပေါ့နော်လေစိတ်ခံရမှုဘွဲပြသူတွေရိုးမော်ဒယ်မကဘူးပေါ့နော်ကျမတို့ရိုးမော်ဒယ်လည်းဖြစ်တယ်ပေါ့နော်ဆရာဆရာဆိုလဲကျမတို့ကစီးရုံးလုံးစော်တဲ့ဟိုဟို scare တွေအများကြီးပဲဆရာဆရာလည်းရခဲ့တယ်ပေါ့နော်အခုလိုမျိုးဟိုကျမတို့ဒီလိင်စိတ်ခံရမှုဘွဲပြသူတွေရဲ့အပေါ်မှာရောတခြားလူ့အခွင့်အရေးတွေမှာရောဆရာဟိုမြင့်တေးဆောင်ရွက်နေတဲ့အပေါ်မှာပေါ့နော်ဆရာဒီမျိုးဆက်သစ်တွေပေါ်မှာဘယ်လိုမျိုး းဆရာအားပေးခြင်းလဲပေါ့ဘလိုမျိုးသူတို့တွေရှေ့ဆက်ပြီးတော့မှလက်ခံလာလူလူလက်ခံလာဖို့အတွက်ကောဒီဥပဒေတွေပြုပြင်ပြောင်းလဲရေးတွေမှာတက်တက်ကြွကြွနဲ့သူတို့တွေပါဝင်လာဖို့ကိုကျွန်တော်တို့တွေဘာတွေဆက်လုပ်သင့်တယ်လို့ထင်ပါလဲဆရာဟုတ်ကဲ့အဲ့ဒီအကြံပေးရမယ်ဆိုခဏသမီးရှင်းတန်ပြောသွားတဲ့ဟာလေးတစ်ခုပေါ့ဟုတ်ကဲ့ဆရာကိုကသူများတွေကအတိမတ်ပြုမခံရတဲ့အတွက်အတိမတ်ပြုခံရအောင်လို့လုပ်ရမယ်ဟုတ်ကဲ့ဆရာသူများတလန်းလိုက်ကိုကသုံးလန်းလန်းတိုင်နဲ့စွမ်းအင်ချီးဖို့လိုအပ်တယ်ပထမတစ်စိတ်တလန်းကဘာလဲဆိုကိုကိုကိုတိလာဒုတိယတစ်စိတ်က ို့ကို तू ကလူဖြစ်လက်ခံလာအဲ့လောက်တင်နဲ့တာမန်မဲသွားနေမယ်အဲ့တော့နောက်တလန်းထက်လန်းပြီးတော့ပိုကျိုးစားမှာကို့ကိုအရေးရှင်းရှိတော့သူဖြစ်တတ်မှာအဲ့တော့အားမလျှော်ပါနဲ့ဒါလိန်စိတ်ကြွေးပြခြင်းကကျွန်တော်တို့ကရွေးချယ်မှုမဟုတ်ပါဘူးချစ်တည်မှုပါဒါကိုစိတ်နဲ့လည်းလာမကူပါနဲ့အာနာနဲ့လည်းမကူပါနဲ့လုံးလုံးမရပါဘူးအဲ့တော့ကိုယ့်ကိုယ်ဘာဖြစ်လဲဆိုတာဂုဏ်ယူသောစိတ်ထက်ပထမဆုံးထားဖို့လိုအပ်ပါတယ်နောက်တစ်ခုကျွန်တော်တို့ကြံပေးခြင်းတာတစ်ခုကတော့အင်အားတွေကိုစုစည်းဖို့ပါ ကျွန်တော်ဒီနေ့ရဲ့လူခွေစံပုတ်ကအရင်ကောင်းပါတယ်ဒီဇင်ဘာလ10ရက်နေ့ကကျွန်တော်ပြထားတာကတခြားသူတွေအခွင့်အရေးလူခွေရေးဒီနေ့အစားရက်တည်တွေအဲ့တော့တခြားလူတွေကျွန်တော်နားလည်အောင်ပြောပြလို့ရပါတယ်အထူးသဖြင့်ခွဲခြားခံရတဲ့သူတွေကပုံတော့နှလုံးသားချင်းနှိဆက်ပါတယ်လူနည်းစုတွေပေါ့မြို့သမီးတွေတန်ဆွမ်းတွေတိုင်းရင်းသားလူနည်းစုတွေကကိုယ်ပေါ်မှာပုံခံနေရဖြစ်တဲ့တခြားလူပေါ်ခွဲခြားမှုဖြစ်လာပြီးရှင်သူတို့ဘက်က ဒါဘုပုဂ္ဂိုလ်နားလေလာတဲ့အတွက်မဟာမိတ်တိရှာတာနော်ကိုထီမကိုနာတယ်ဆိုတဲ့ဟာမျိုးမဟုတ်ဖ ೇನೆ ဘုသူ့ဘယ်ထိထိလူသားတယောက်ရဲ့ဂုံသိက္ခာကိုထိခိုက်လို့ရှိရင်လူသားမျိုးနွယ်တစ်ခုလုံးစော်ကားခြင်းဖြစ်တယ်ဆိုပြီးတော့လက်ခံပြီးတော့လက်ခံနာအောင်လုပ်ဆောင်ပေးပါကျွန်တော်တို့အခုဆိုလို့ရှိရင်အမျိုးသမီးဖွဲ့တွေကတော့ငြေးတယ်မယ်ကျွန်တော်ပုံတော့ဥစားပေးပြီးတော့လက်တွဲနိုင်တဲ့ထဲမှာအများကြီးပါတဲ့အတွက်အဲဒါကြောင့်နှလုံးသားချင်းနှိစက်လို့နေတယ်เนาะအဲ့ဒါလေးကအားကောင်းတယ်အဲ့ဒီတော့ကျွန်တော်တို့ပြောချင်တဲ့ခုကခုန မဟာမိတ်တွေမရှာဘူး။အဲ့နားလေနိုင်တဲ့သူလက်တွဲနိုင်တဲ့သူနောက်တစ်ခါလူတွေကိုပြောပါ။လိန်တူချင်းအခွင့်အရေးကိုရဖို့အတွက်ကိုကိုယ်တိုင်လိန်တူချင်းချစ်စရာမလိုပါဘူး။လိန်တူချင်းချစ်တဲ့သူတွေကိုလူသားလိုလက်ခံပြီးတော့လူသားအတွက်လူအခွင့်အရေးလှုပ်ဆောင်တဲ့သူတိုင်းကဒီအခွင့်အရေးကိုကိုးစားပြီးလှုပ်ဆောင်နိုင်ပါတယ်။ဆိုတဲ့အားလေးကိုမြင်အောင်လုပ်ပါ။နောက်တစ်ခုကတော့ကျွန်တော်တို့ inclusiveness ပါ။ကျွန်တော်တို့ဥပဒေဒီပါလေးကျွန်တော်တို့ပြောမယ်အစိုးရရဲ့ကိစ္စနဲ့ပြောမယ်ဆိုရင်ကို issue တစ်ခုရဲ့ ဒီမကပဲနဲ့ဒီကိစ္စတစ်ခုလုံးကလူသားအလုံးနဲ့သက်ဆိုင်နေဆိုတဲ့အကြောင်းအရာမျိုးသူတို့နားတယ်လုံဆောင်ပေးပါအဲ့ဒါမျိုးဆိုရင်သူတို့ကပူရနားလည်လာပြီမယ်ဥပမာကျွန်တော်တို့နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေပါနိုင်ငံသားတိုင်းကအသားရောင်လိန်ကိုွယ်တဲ့ဘာသာမခွဲဆိုတဲ့ဟာမျိုးပါတယ်ဒါပေမဲ့လိန်စိတ်ခွဲပြမှုမခွဲဆိုတာမပါခန္ဓာကိုယ်တန်ဆွမ်းမှုမတန်ဆွမ်းမှုနဲ့ပတ်သက်ပြီးတော့အဲ့ဒါလည်းမပါအဲ့တော့အဲ့ဒါမျိုးလေးတွေကိုကြည့်မယ်ဆိုတော့ငါတို့အလုံးကလူသားမျိုးတွေမှာပါဝင်တဲ့လူပေါင်းတဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တယ်မိသားစုဝင်တွေဖြစ်တယ်ဆိုတော့စိတ်မျိုးကိုကိုယ်ကိုယ်ငါနေချင်းတုံးပြီးတော့လှူဆောင်ပေးပါလို့ပဲလူငယ်တွေကျွန်တော်တို့အကြံပေးချင်ပါတယ်ဆရာနောက်တစ်ခုပေါ့ဆရာဒီအလုတ်ကင်ဟိုညီမလေးစဉ်းစားအောင်ညီမလေးဩစာပေါ်သွားရပါတော့ဒီအလုတ်ကင်တွေမှာလည်းကျမတို့ကခွဲခြားဆက်ဆံမှုတွေရှိနေရပေါ့ဒီအလုတ်ခွင့်ဝင်ခြင်းမှာလည်းပေါ့နော်ဆရာဒါတွေညော့နေသွားအောင်ပပျောက်သွားအောင်ဆိုလို့ရှိရင်ကျမတို့တွေဘလို့ policy မျိုးတွေဟိုပြဋ္ဌာန်းတင်ပါလဲဆရာအဲ့တော့ခုနကတော့ကျွန်တော်ပြောသွား inclusive လို့ဆိုရဲအားလုံးကိုလွှမ်းခြုံသောဥပဒေပေါ့ ဒါပေမဲ့ကျွန်တော်တို့ကြားထဲမှာကလိန်တူချင်းချစ်တဲ့သူတွေပေါ်မှာခုနလိုအလုတ်ကိုင်းခွဲကြတာတခါလေလိန်မိုင်းဆိုင်ရာစော်ကားနှောက်ရှက်တာဒါတွေရှိထားတယ်အဲဒီတော့ရိုးရိုးတာမန် inclusive အားလုံးနဲ့လွှမ်းခြုံတဲ့ဥပဒေမကဘဲနဲ့လိန်စိတ်ကွဲပြားသူတွေပေါ်မှာအရေးချင်းရှင်ရှိတယ်လို့ဟုတ်ကဲ့ဆရာကျွန်တော်အတိအမှတ်ပြပေးဖို့ပြီးရင်သူတို့ပေါ်မှာစိတ်ပိုင်းရုပ်ပိုင်းလိန်မိုင်းဆိုင်ရာစော်ကားမှုကိုရုံးနေမှလည်းလက်မခံဘူးအဖွဲ့အစည်းတွေမှလည်းလက်မခံဘူးဆိုတော့ရုံးနေ policy တွေချမှတ်ပေးဖို့အတွက်ဒါတွေကလိုအပ်ပါတယ် ။ဒါကြောင့်လဲဆိုတော့နေ့တူကကျွန်တော်ကြုံတွေ့ရတာ။အရင်ချင်းရှိရတာနဲ့အတိမတ်ပြုခံမိတယ်။အဲ့တော့တစ်ဖက်မှာဘလောက်ထိကိုယ့်ရဲ့အရင်ချင်းအာကျွန်တော်ထုတ်ဖို့ထုတ်ဖို့တစ်ဖက်ကဒါတော့အတိမတ်ပြုရင်ဒါကစိတ်ထဲမှာဘလို့မှကြိုးစားနေတဲ့စိတ်ရှိမှာမဟုတ်ဘူး။အဲ့တော့ဒါတွေကိုအဖွဲ့အစည်းနိုင်ငံတော်ဥပဒေမဟုတ်တည်တိုင်အောင်အဖွဲ့အစည်းစည်းကမ်းတတ်မှတ်ပြီးတော့ရုံတွေလိုက်နာမယ်။ကျွန်တော်အမိန့်များတတ်မှတ်ပြီးတော့လှုပ်ဆောင်ခြင်းဖြစ်စတင်နိုင်ပါတယ်လို့ပြောချင်ပါတယ်။ဒီနေ့ညတင်ပါတယ်လို့ အဲ့လိုဆရာဆရာရောဘယ်လိုစင်ခေါ်မှုတွေဘယ်လိုကြော်သွားခဲ့လဲအဲ့အဲ့အဲ့လေးနည်းနည်းလေးရှားနေသေးတော့အဲ့တော့အခုဆိုလို့ရှိရင်လုတ်တဲ့လူတွေများလာတယ်ပြောတဲ့လူတွေများလာထောက်ခံမှုလည်းအများကြီးများလာတယ်ကိုလူခေတော်တော်ဆိုရတယ်ဒီကိစ္စဖြစ်တာတော့မှမပြောရဘူးတိုင်မြင်စရာလူလည်းမရှိအဲ့တော့ပထမဦးဆုံးကတော့ကို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 ဘတော့မှကိုမှားတယ်လို့မယူဆဘူးဒါဖြစ်ခဲ့တာဖြစ်တည်မှုပဲပြောင်းလို့လည်းမရဘူးရွေးချယ်လို့လည်းမရအဲ့တော့ ကိုကိုကိုဒါကလူသားတွေကလူသားတယောက်နဲ့မြင်လိုက်တယ်အဲ့တော့လူသားနဲ့ကိုကိုခိုင်ယူလိုက်လို့ရှိရင်လူသားအနေနဲ့ရရှိတဲ့ဂုံတိတ်ခါတွေကိုစဉ်းစားလာတယ်ရနိုင်မဲ့အခွင့်အရေးတွေကိုလုပ်ဆောင်လာတယ်အဲ့တော့ပထမအောင်ဆုံးကိုပေါ့ကိုအားမွေးတာပါအားမွေးခြင်းအဖြစ်ကိုကသူများကိုရင်ဆိုင်ဖို့အတွက်အားရပြုရှိလာအဲ့တော့တစ်ခါတစ်ခါတစ်ချိန်ပြောမယ်ဟိုဒီ issue ကြီးဝင်လာမယ်ဆိုရင်လူတွေက ဒါကငါတို့ကြောက်တယ်ငါတို့ယုံတဲ့ကိစ္စမဟုတ်အဲ့ဒီမျိုးကိစ္စမျိုးနဲ့ဝင်လာတယ်ဒါပေမဲ့လူခွေရေးမှာနှစ်ခုပဲရှိပါတယ်ဒန်းတူညီမျှတဲ့ဂုံသိက္ခာနဲ့ဤသူကိုမှဘယ်အကြောင်းအရာခွဲခြားခြင်းမရှိရဘူးဆိုတဲ့အကြောင်းအရာဒီဟာလေးကိုအရင်ကြောက်လုပ်လိုက်လို့ရှိရင်လူတွေတော်တော်များများငါတို့မှလည်းခွင့်ရေးရှိသလိုကြံတဲ့သူမှလည်းခွင့်ရေးရှိတယ်ဆိုတဲ့စိတ်တွေပေါ်လာပါတယ်ကို issue ကြီးပဲတိုက်ရိုက်သွားပြီးတော့ လှုပ်ဆိုတာမျိုးမဟုတ်ဘဲနဲ့လူသားတိုင်းမှာဒန်းတူခွေးရှိတယ်ဘာတူမှမခွဲခြားခြင်းမရှိဆိုတဲ့အခြေခံစံလေးကိုလက်ခံလာရင်လူတွေကပုံမူရလက်ခံလာဖြစ်တဲ့အတွက်ဖြည်းဖြည်းမှန်မှန်နားမှာနော်ကိုယ့်ရဲ့စိတ်လောမှုကြောင့်တချို့စိတ်ဝင်စားတဲ့သူတွေတောင်မှနော်လန့်သွားပြီးတော့စိတ်ဝင်စားတဲ့ပုံစံမဖြစ်ဖို့အတွက်လှုပ်ဆောင်ပေးရပါလားအနှစ်ပေါင်းများစွာဆွဲခဲ့ကြတဲ့ gender အစွဲတွေ LGBT အစွဲတွေ ်တနေ့တည်းနဲ့တင်တန်းတစ်ခုတည်းနဲ့ဘလို့မှပယ်ဖြောက်လို့မရဘူးဆိုတော့စိတ်ကိုငွေထားပြပါဒါပေမဲ့မအောင်မြင်သည့်တိုင်အောင်ကို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 ယုံကြည်ချက်တိုင်းဆက်လက်လုပ်ကြင်ဒီပါဒီနေ့တည်သွားတော့ဒီနေ့ဂုံယူစွာနဲ့တည်သွားနိုင်တဲ့လူမျိုးဖြစ်အများစိတ်ထဲမှာခိုင်ထားပါလုံတည်ရင်သားနဲ့မလုံတော့ဘဝဆိုတော့ဘဝမျိုးနဲ့တည်မဲ့စားကိုယုံကြည်တဲ့တိုင်းကိုတည်တဲ့အချိန်အကောင်းဆုံးလှုပ်ဆောင်သွားတဲ့သူတယောက်နဲ့ဂုံယူတတ်တဲ့စိတ်ဓာတ်တို့ကိုဝေးခဲ့ပါတယ် အဲ့တော့လေဒီ activity မှာမမတွေလက်ဆောင်စကားလက်ဆောင်ပေးချင်တာတော့ဗောနော်ဟိုစူးစားစေချင်တယ်ဗောဟိုအခုဆိုလို့ရှိရင်ကျမတို့ဆိုလို့ရှိရင်နည်းနည်းဗောနော်ဟိုပွဲလဲကျမတို့တွေဒီပွဲလဲကျမတို့တွေဖြစ်နေဆိုတာမျိုးတွေမဖြစ်ချင်တော့ဗောနော်ဟိုလက်တော့လက်ခံတယ်ဒါပေမဲ့ကိုယ့်ရဲ့အငယ်တွေကိုလည်းဒီလိုမျိုးဖြစ်လာစေချင်တယ်နေရာပေးချင်တယ်ဒါကြောင့်မလို့စူးစားကြပါဟိုရှင်းတန်းတို့ဩဇာတို့ဆိုလို့ရှိရင်ဒါလက်တွဲခေါ်ဖို့အစင်သင့်မယ်အဲ့တော့ဘာမှအားမငယ်နဲ့ ကိုစူးစမ်းဆရာပြောသလိုပဲကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုလူသားတို့ကကိုရပိုင်တဲ့ခွင့်ရေးတွေရှိတယ်လို့သာမြင်ပြီးတော့မှစူးစမ်းလာကျမတို့ကိုချိတ်ဆက်လာကျမတို့တွေအနေနဲ့ဒါကောင်းရကိုဆွဲခေါ်တော့ဘောအဲ့မဲ့ဒါပေမဲ့တစ်ခုပဲပြောချင်တယ်ဟိုအချင်းချင်းစီးလုံးညီညွတ်ဖို့ရှိဖို့မနိုင်ဖို့မခွဲခြားဖို့ ਨੇ ပြီးဆိုလို့ရှိရင်ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေက over မဖြစ်ဖို့ပေါ့နော် over action တွေမဖြစ်ဖို့ပြီးပြီးဆိုလို့ရှိရင် ကိုကလူတယောက်တော့ကိုကိုကိုတတ်မှတ်လိုက်ပြီဆိုရင်လူတွေနဲ့နေပြီလူတွေနဲ့အလုပ်လုပ်ရတာမှာအဲ့တော့လူတွေကလက်ခံနဲ့ပြောဆိုဝစ်စာနေထိုင်မှုမျိုးနဲ့ဆိုလို့ရှိရင်တော့ဒါရှိတဲ့တို့ထက်ကိုအများကြီးကြော်တက်သွားနိုင်မှာအဲ့လိုအားကြောင့်မလို့ဒီအငယ်လေးတွေမောင်မောင်လေးတွေလည်းတခြားသောတိတ်တဆိတ်ပေါ့နော်စိတ်ကြွယ်ရရမှာပြောမနေပါနဲ့ကိုလုံးထက်လုံးထက်တဲ့လုပ်တွေလုပ်ဖို့တော့ကိုဟိုကျိုးဆိုတယ်အဲ့တော့လည်းအားပေးတယ်ပေါ့နော်ဖြစ်လဲဖြစ်စေချင်တာဆိုတော့လေတော့စကားလက်ဆံပေးစင်ပါတယ် ဩဇာရောစင်နာရဲ့ဆံပါးကိုပေးစီနေတယ်။ဘာပြောချင်လဲဆိုတော့ကိုယ့်ရဲ့ဖြစ်တည်မှုနဲ့ပတ်သက်ပြီးတော့လူရှိထွက်ဖို့စိုးရိမ်မနေပါနဲ့ပြောနေပါကိုကတော့နောက်ဆုံးအနေနဲ့အခုဆိုလို့ရှိရင်လေတူးချင်းချစ်တဲ့သူတွေကိုညင်ညားတဲ့လက်ခံထားတဲ့ပတ်ဝန်းကျင်အရန်ချင်းပါတယ်။ဟုတ်ကဲ့။နော် negative လိုမျိုး entertainment သဘောမျိုး makeup ပန်းလောက်ပဲမြင်ထားတယ်။အဲ့တော့ဒီလေတူးချင်းချစ်သူတွေဆွမ်းပကားအိတ်ကန့်တတ်ထားတဲ့နေရာတော့မှာပဲပေါ်ပြပိုင်ဝင်ရှိနေတယ်။တကယ်လို့များ ခွဲခြားမှုမရှိဘဲနဲ့လူပောင်ဘဝတိုင်းပြည်ရဲ့တာဝန်အသီးသီးမှာဝင်ရောက်လှုပ်ဆောင်ခွင့်ရှိမယ်ဆိုရင်အဲ့ဒီလူတွေရဲ့စွမ်းမကားတွေအများကြီးတိုးလာမယ်။သူတို့စွမ်းမကားတိုးလာပြီဆိုရင်တိုင်းပြည်အတွက်ကိုအကျိုးမရှိဘူးလား။တိုင်းပြည်အတွက်ရေရှည်မှာဒီလိုမျိုးကန့်တတ်ခံရလို့ထုတ်ဖော်ခွင့်မရတဲ့သူတွေကိုထုတ်ဖော်ခွင့်ပေးလိုက်ရင်တိုင်းပြည်အတွက်အရန်အကောက်မှာပါ။အဲ့ဒီတော့မျက်စိတစ်စုံနဲ့ခွဲခြားမှုမကြည့်ပါနဲ့။ခွဲခြားမှုကိုအတိမတ်ပြုခြင်းပါဝင်ဝင်ပေးခြင်းကိုအသုံးချပြီးတော့တိုင်းပြည်အကျိုး လူလောကရဲ့အလှကိုတက်တန့်ရအောင်ဆိုရဲအလံအလှနဲ့ကာလာဆုံးခြေပြီးတော့ဆေးရောင်ဆုံးပြီးခြေတဲ့ဘဝမျိုးရောက်ဖို့အတွက်တိုက်တွန်းခြင်းပါတယ်။ဆုစင်းနေတယ်ခုလိုမျိုးဆွေးနွေးနေတဲ့ဆရာတို့ရောဩဇာတို့ရောရှင်းတဲ့တော်ကျေးဇူးတင်ပါတယ်ရှင်။